ပြည်ထောင်စုလို့မိင်္ဂလာပါခင်ဗျာဖုတ်ဘောကိန်းကနေပြန်လဲပြီးတော့ကြိုးဆိုလိုက်ပါတယ်။ဒေါမတ်စတူချဲအင်္ဂလန်အသင်းကိုရလာကောင်းနေပိုင်ဆိုင်နေစေခဲ့တဲ့ဝက်ဖဲတစ်ချက်။ဖဲမာတယောက်ရဲ့စကားလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒေါမတ်စတူချဲစီမှာကစားပွဲတစ်ခုအဆုံးသတ်ပေးနိုင်မဲ့ဝက်ဖဲတစ်ချက်တော့ရှိထားခဲ့ပုံပါပဲ။ဘာလို့လဲဆိုရင်ဒေါမတ်စတူချဲလက်ထက်မှာအင်္ဂလန်အသင်းရဲ့ကစားပုံနဲ့အင်္ဂလန်အသင်းရောက်ထားတဲ့ရလာတွေကတကယ်ကိုပြောင်ပြောင်ထူးချွန်နေကြတာကိုမြင်တွေ့ထားခဲ့ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အင်္ဂလန်ဒေါမတ်စတူချဲတာဝန်ယူခဲ့တဲ့အချိန်ကလေးကအင်္ဂလန်အသင်းဟာရှုံးမဲဆိုလို့တပွဲသာရှိထားခဲ့တာပါ။ အဲ့ဒီပွဲကလည်းကလပ်တင်းခြေစမ်းပွဲဖြစ်ပြီးတော့ရေးပါတဲ့ပြိုင်ပွဲမျိုးတွေမှာဆုံးခဲ့ကြတာမဟုတ်ပါဘူး။ဒေါ်မတ်ဆူချဲလက်ထက်အင်္ဂလန်သင်းဟာကမ္ဘာပလားခြေစပွဲအုပ်စုပွဲစဉ်6ပွဲမှာ6ပွဲလုံးကိုပြာနှုံးပြည့်နိုင်ပွဲရယူထားခဲ့ပြီးတော့ရမှတ်ဆတ်ရှိမှတ်နေတူ2026ကမ္ဘာပလားပြိုင်ပွဲကြီးကိုဝင်ခွင့်ရသွားခဲ့ကြပြီလည်းဖြစ်ပါလိမ့်။ပြီးခဲ့ကြကစားခဲ့တဲ့လက်ဗီယာနဲ့ပွဲစဉ်မှာအင်္ဂလန်သင်းဟာဟယ်ရီကိန်းရဲ့သွင်းကို2ဂိုးအန်တိုနီဂေါ်ဒွန်အဇဲရူရဲ့သွင်းကိုတွေပါဝင်ပြိုင်ပွဲသင်းစားမှာဒိုနီဆေးဗျလက်ဆောင်သွင်းကိုနဲ့တူ9ဂိုးပြန့်နိုင်ရလနဲ့နိုင်သွားခဲ့ကြပါလိမ့်။လက်ဗီယာနဲ့ပွဲစဉ်ပြီးမှာအင်္ဂလန်ပြည်ကဒေါ်မတ်ဆူချဲက ကျွန်တော်က6ဘွဲကစားပြီးတော့6ဘွဲလုံးနိုင်ရခဲ့တာပါဘေးကိုတကူမှမပေးခဲ့ရပါဘူးဒါ special ခိုက်တံပါပဲကျွန်တော်အိမ်မက်ကိုအကောင့်နဲ့ဖော်နိုင်ခဲ့ပါပြီဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်အင်္ဂလန်တဲ့အခုလိုခြေစစ်ပွဲနဲ့အုပ်စုပွဲတွေမှာခြေသွမ်းပြသနိုင်တာထုံးစံတစ်ခုလိုဖြစ်နေပြီးတော့ရုံးသားစစ်နောက်ပိုင်းမှသာပြဿနာတက်လိရှိတာကြောင့်လာမယ့်နှစ်တူချဲတို့အစုပွဲကိုဆက်လက်ပြီးတော့စောင့်ကြည့်နေအောင်မှာဖြစ်ပါတယ်ဒီနေ့မှာအင်္ဂလန်တဲ့ရလက်ကောင်းနေတဲ့ပတ်သက်ပြီးသတိပြုမိတဲ့အချက်ချက်ကအင်္ဂလန်တဲ့ကွင်းလယ်အစုပွဲပဲဖြစ်ပါတယ် football game မှာ mouse vibration နဲ့ spoil zone တို့မှာကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ body တပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါလေ။ဒါအောင်မမကျင်တဲ့သေးဘူးဆိုရင် batman ရဲ့အိမ်မှာလည်းကြွဲ game အဖိုးကြီး game အစားရှိတဲ့ damage slot game ပေါင်းများသောကစားနိုင်တာဖြစ်လို့တရားခိုင်နှုန်းငွေကြေးယုံကြည်စိတ်ချသွားကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63 03 53ကိုခုပဲဆက်သွယ်လိုက်ပါ။ အော်ဘရာတို့တကူတရင်ကောင်းပြောရမယ်ဆိုရင်တော့မောင်ဖိုင်ဖိုင်ရှင်းနဲ့စပေါ်ကြီးဇုံတို့မှာဘောလုံးပွဲတွေကိုလည်းဒိုင်းရိုက်လိုက်ကြည့်ရှုလို့ရပါပြီ။စီတီကောင်းဆောင်းနေတဲ့ပွဲတွေနောက်ပိုင်းတောမတ်သူချဲအင်္ဂလန်သင်းကွင်းလယ်ကပုံမကောင်းမလာခဲ့တာမြင်တွေ့ခဲ့ရတယ်လို့သွင်းကိုယ်တွေလည်းတပွဲပြီးတပွဲပုံမသွင်းလာနိုင်ခဲ့ကြတာမြင်တွေ့ထားပါရယ်။ကွာဘလာခြေစွဲအုပ်စုနောက်ဆုံးပွဲတွေနှစ်ပွဲမှာအင်္ဂလန်သင်းကသွင်းကို၁၀ဂိုးတိရှိလာခဲ့ကြတယ်လို့နောက်ဆုံး၃ပွဲမှာလည်း၁၃ဂိုးတိရှိလာခဲ့တာပါ။တပွဲပြန်ပြသွင်းကို၄ဂိုးနှုန်းတိရှိလာခဲ့တာဖြစ်ပြီးတော့အင်္ဂလန်သွင်းကိုယ်တွေကလည်းကြောက်စရာလန့်စရာဖြစ်နေခဲ့ပါရယ်။ တော်မတ်တူချေဟာစီနီကောနဲ့ပွဲတင်မတိုင်ခင်တည်းသူ့ရဲ့ကွင်းလန်ကိုအမျိုးမျိုးပြပြပြောင်းလဲမှုတွေပြုလုပ်ကစားနေခဲ့လို့ဇာမိုင်းလည်းတယောက်ပြီးတယောက်ပြောင်းလဲအသုံးပြနေပေမဲ့သူအသုံးပြခဲ့တဲ့ကွင်းလန်ဇာမိုင်းတွေမှာ Northern Forest အသင်းရဲ့ကွင်းလန်ဇာမား Anderson တယောက်တော့မပါဝင်ခဲ့ပါဘူးစီနီကောရောင်းနေခဲ့တဲ့ပွဲတင်ဒီအင်္ဂလန်အသင်းကွင်းလန်မှာ Anderson ဟာအင်္ဂလန်အသင်းလူချင်းမှာပါဝင်ခဲ့ခြင်းမရှိသေးတဲ့ကွင်းလန်ဇာမားတယောက်ပါအဲ့ပွဲစဉ်နောက်ပိုင်း Andoran နဲ့ဇာခဲ့တဲ့အင်္ဂွင်းပွဲတင်ကနေစတင်လို့ Anderson တော်မတ်တူချေအဓိကကွင်းလန်ဇာမားတယောက်ဖြစ်လာပြီးအင်္ဂလန်အသင်းရဲ့ကွင်းလန်ကပြိုင်ပွဲအသင်းဒီပုံမှာအသာစီးရယူဇာနိုင်ခဲ့လို့ခန်းစစ်ပိုင်းကလည်းပေးကိုတွေခွင့်ပြခြင်းမရှိတဲ့ပြင် တိုင်းစစ်ပိုင်းကလည်းတွင်းကိုဇက်တိုက်ရရှိနေတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့ကြကစားတဲ့လာဗီယာနဲ့ပွဲမှာအန်ဒါဆန်ဆွမ်းဆောင်ရင်ကောင်းညီပြသနိုင်ခဲ့လို့အင်္ဂလန်သိမ်းစောစီးကဘာလာခြေစွဲအောင်မြင်နိုင်အောင်လို့ကူညီပေးသွားနိုင်ခဲ့ပါတယ်။လာဗီယာနဲ့ပွဲမှာအန်ဒါဆန်ကအောင်မြင်နဲ့ပေးပုံမှု122ဂျိန်ရှိခဲ့ပြီးတော့ဖိုင်နယ်သတ်ဆုံးတွင်းပေးပုံမှု19ဂျိန်ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရယူနိုင်မှု17ဂျိန်တုံးချင်းရှင်လူမှု9ဂျိန်ကန်သွင်းမှု9ဂျိန်ပြိုင်မဲ့16ဂိုင်းစီးတွင်းဘောလုံးထိကျ4ဂျိန်ပြိုင်မဲ့ခြေတွေကဘောလုံးဖျက်ထုတ်မှု4ဂျိန်နဲ့ အခွင့်ဖန်တီးမှုနှစ်ကြိမ်လို့ပြုလုပ်နိုင်ခဲ့ပြီးတော့ထူးချေခြေစွမ်းကောင်းတွေကိုပြသသွားနိုင်ခဲ့ပါတယ်သူကဦးစားပေးကွင်းလက်ဖြတ်သမားဖြစ်တဲ့ပွဲထုတ်ခဲ့တဲ့နောက်အင်္ဂလန်ဟန်ချက်ကပုံမှန်ညီမျှလာပြီးတော့ဒန်ဂလန်ရိုက်စ်တဲ့တူအင်္ဂလန်သင်းကွင်းလက်မှာတွဲဖက်မိမိနဲ့ကစားနေခဲ့တော့လေမြေတွေထားရတာဖြစ်ပါတယ်ဇုံနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ